မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့စကိုင်းပြည့်ွေငလင်ကြောင့်မြန်မာနိုင်ငံရဲ့ဒေသအချို့မှာဆိုရင်ထိခိုက်ပျက်စီးမှုတွေအသက်အိုးအိမ်စီးစိမ်ပျက်စီးမှုတွေများစွာဖြစ်ပေါ်ခဲ့ကြပါတယ်။အခုခါမှာဆိုလို့ရှိရင်လည်းငလင်တန်တင့်နေတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ဖို့အတွက်မြန်မာနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေတာမကဘဲနဲ့နိုင်ငံရဲ့ခြားကကယ်ဆယ်ရေးအဖွဲ့တွေကပါဝိုင်းဝန်းကူညီပြီးရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတာကိုလည်းမြင်တွေ့ကြရပါတယ်။ဒါပြင်ကိုမှငလင်တန်တင့်တဲ့ပြည်သူတွေကိုတွားရောက်အားပေးကူညီကြမဲ့ပရာဟိတအဖွဲ့တွေကလည်းအမြောက်များရှိနေတာမို့လို့မြေပြင်မှာတကယ့်ကိုလို့ အပ်ပြီးတော့တကယ်လဲအသုံးဝင်မဲ့ပစ္စည်းလေးတွေကိုဒီနေ့ဗီဒီယိုကနေပြီးတော့အထောက်အကူဖြစ်စေဖို့အတွက်ပြောပြပေးခြင်းပါတယ်ရှင်။ပထမဆုံးအနေနဲ့မြေပြင်မှာအရေးတကြီးလိုအပ်နေတာကတော့တောက်ရည်တန်တွေပါ။ဒါပြင်အစားအစာတွေကိုလှူဒန်းတဲ့အခါမှာလည်းထမင်းဟင်းတွေထပ်စားရင်ဒါရှိခံပြီးတော့အစားရလွယ်ကူတဲ့မုတ်အချောက်ချမ်းလေးတွေကပို့ပြီးတော့အဆင်ပြေပါတယ်ဆိုပြီးတော့လည်းဒေသခံတွေကပြောနေကြပါတယ်။ဒါပြင်ကမှငလျင်တန်ကြောင့်အဆောက်အဦးတော်တော်များများကပြိုကျပျက်စီးခဲ့ရတာမို့လို့ဒေသခံတော်တော်များများကလည်းအခုဆိုလို့ရှိရင်လမ်းမပေါ်တွေမှာအိတ်ဆက်နေကြရပါတယ်။အဲဒါကြောင့်မို့လို့ခြင်စေ ချင်းမကရဖြန်းစီစောင့်ချင်အောင်ခေါင်းအုံးတွေကလည်းအမြောက်အများလိုအပ်လျက်ရှိပါတယ်။လားစင်သုံးဂွန်းထုတ်တွေအတွင်းကန်ပေါင်းပြီးစားတဲ့တကွေသုံးပစ္စည်းတွေလည်းလိုအပ်လျက်ရှိပါတယ်။ဓာတ်ပြင်ကမှမြေပြင်မှာဆိုရင်ဆေးဝါးအမြောက်များလည်းလိုအပ်လျက်ရှိပါတယ်။ဆေးဝါးတွေမှာဆိုလို့ရှိရင်တော့အခြေခံဆေးဝါးတွေဖြစ်တဲ့အရက်ပြန်၊ဆေးနီဆေးဝါး၊ပတ္တီခွန်၊ဆက်ကူတိတ်၊နီယိုမိုင်ဆင်လိန်စေ၊ပယုတ်စီအကိုက်ခဲပြောက်စီစတာတွေကတော့အရေးပေါ်လိုအပ်နေတဲ့အရာတွေပါ။ဓာတ်ပြင်ရာသီဥတုကလည်းအရန်ပူတာမို့လို့ဓာတ်စားတို့လေးတွေကိုလည်းလှူဒန်းတဲ့အခါမှာထည့်သွင်းလှူ လန်းစီခြင်းပါတယ်။ဒါပြင်ဒီသားကန်နီယာဆိုလို့ရှိရင်ငလျင်တန်ကိုဆူဆူဝါဝါကြုံတွေ့ခံစားခဲ့ကြရတာမို့လို့နှလုံးငြိမ်မှုအတွက်အဘိန်ရင်ရွှေဈေးလိုမျိုးသွေးဈေးလေးတွေလည်းထည့်သွင်းလူရန်ပေးစီခြင်းပါတယ်ဆိုပြီးတော့လည်းတောင်းဆိုထားကြရရှိပါတယ်။အခုလိုမျိုးငလျင်တန်ခံစားနေရတဲ့ပြည်သူတွေကိုတစ်ဖက်တစ်လမ်းကနေပြီးတော့တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးနေကြတဲ့ပရဟိတအဖွဲ့အစည်းတွေရောကူညီကယ်ဆယ်ရေးလုပ်ပေးနေကြတဲ့အဖွဲ့အစည်းတွေရောအားလုံးကိုတကယ်ကိုမှလှိုက်လိုက်လဲလဲလေးစားပြီးတော့ကျေးဇူးတင်မိပါတယ်။ဘိုရာရိုဗီဒီယာမိသားစုဝင်တွေကိုယ်တိုင်လည်းတကယ်ကိုငလျင်တန် ခံစားနေရတဲ့နေရာဒေသတွေကိုကိုယ်တိုင်ကွင်းဆင်းပြီးတော့တွားရောက်လူဒန်းမှုတွေလည်းပြုလုပ်ဖို့ရှိပါတယ်။ဘွားတို့လိုမျိုးပဲတွားရောက်လူဒန်းကြမဲ့အဖွဲ့တွေရှိတဲ့အခါမှာလည်းသူတို့အလွယ်တကူပေါ့နော်ပစ္စည်းလေးတွေဝယ်လို့ရအောင်အာပစ္စည်းတွေကိုဈေးတန်တန်နဲ့အာမြင်များစစဝယ်လို့ရမဲ့နေရာတွေကိုတိခဲ့တယ်ဆိုလို့ရှိရင်လည်းအခုဗီဒီယိုလေးရဲ့အောက်မှာအာ link လေးချပေးရပဲဖြစ်ဖြစ်ဒါ mention လုပ်ပေးရပဲဖြစ်ဖြစ်ပေါ့နော်တစ်ဖက်တစ်လမ်းကနေပြီးတော့အကူအညီပေးစေချင်ပါတယ်။ဘွားရဲမြန်မာနိုင်ငံကြီးလည်းဘေးအန္တရာယ်မျိုးစုံကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ပါစေ။အာငလီနံခန်းစားနေ နေရတဲ့ပြည်သူပြည်သားတွေအားလုံးလည်းအပြန်ဆုံးပြန်လည်ထူထောင်ရေးတွေပြုလုပ်နိုင်ကြပါစေလို့ဒီနေ့ကနေပဲဆုတောင်းပေးလိုက်ပါရရှင်။